မင်္ဂလာပါခင်ဗျာရှောင်းခစ်တက်ကနေဒီနေ့တကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံဖြစ်နေပြီးကမ္ဘာရန်စွေးမှုတွေရဲ့ဗဟိုချက်ဖြစ်လာနေတဲ့အပြင်အမေရိကန်နိုင်ငံစီကနေဒေါ်လာဘီလီယံနဲ့ချီပြီးကြပြန့်လုပ်ငန်းတွေကနေတဆင့်မြန်မာစစ်တပ်ကခိုးယူနေတယ်လို့အမေရိကန်တွတ်တော်မှာတွတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုသွားကြပါတယ် ချင်းမီနဲ့ကတီးတိတ်မျိုးအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာအချက်ဖတ်စစ်တပ်ဘက်ကစစ်တပ်ဗိုလ်တဦးအပါဝင်စစ်သား9ဦးကတော့ပွဲချင်းမီတွေကိုတိတ်ကုန်ကြပြန်တဲ့အဖြစ်ခလာရ90တရင်ကပျောက်ရွှေ့သွားတဲ့ဗိုလ်မှူးလှမျိုးထုတ်အပါဝင်၄ဦးနဲ့မသိမရှင်းဒဏ်ရာတွေနဲ့တီးတိတ်စိတ်ယုံရောက်နေတဲ့ဆွေးတင်ပါဝင်ဒီနေ့လည်းကတဲ့နေကိုတက်ဆက်ပြီးပါမယ်အခုပရမဆုံးတက်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုတွေရဲ့ဗဟိုချက်ဖြစ်လာနေတဲ့အပြင် အမေရိကန်နိုင်ငံစီကနေဒေါ်လာဘီလီယံနဲ့ချီပြီးကြားဖြတ်လုပ်ငန်းတွေကနေတဆင့်မြန်မာစစ်တပ်ကခိုးယူနေတယ်လို့အမေရိကန်လွှတ်တော်မှာလွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုသွားကြပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့မှာပဲအမေရိကန်အောက်လွှတ်တော်မှာမြန်မာအရေးဆွေးနွေးမှုအတွင်းမြန်မာနိုင်ငံရဲ့အဆုံးမရှိသောအချက်အတဲနဲ့အမေရိကန်ရဲ့ကန့်သတ်မှုရှိနေတဲ့ရွေးချယ်စရာများခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာပဲအမေရိကန်လွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကပြောသွားတာပါ။အဲ့ဒီမှာ အမေရိကန်အောက်လွှတ်တော်ရဲ့နိုင်ငံခြားရေးရာအရှိအာရှနဲ့ပစိဖိတ်ဆက်ကော်မတီဥက္ကဋ္ဌကလက်ရှိမြန်မာနိုင်ငံဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကြာရှုံးနိုင်ငံဖြစ်နေတဲ့အကြောင်းကမ္ဘာရာဇဝတ်မှုတွေရဲ့ဗဟိုချက်ပါဖြစ်လာနေတဲ့အကြောင်းအပြင်အမေရိကန်နိုင်ငံစီကနေဒေါ်လာဘီလီယံနဲ့ချီပြီးကြပြန့်လုပ်ငန်းတွေကနေတစ်ဆင့်မြန်မာစစ်တပ်ကခိုးယူနေတဲ့အကြောင်းကိုပါပြောဆိုသွားတယ်လို့သိရပါတယ်။ဒါအပြင်မြန်မာလူဦးရေတဝက်ကျော်ဟာ စည်ရင်မွက်တင်မှုနဲ့ရက်ဆိုင်နေရပြီအင်းဒီချင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းတွေအပြင်တစ်ဖက်မှာလည်းမြန်မာစစ်တပ်ကအာဏာသိမ်းတာကိုစန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေဟာနေမျိုးတွေကိုသိမ်းပိုက်ရရှိထားတဲ့အောင်မြင်မှုတွေရှိနေပြီးလက်ရှိအချိန်ထိလည်းစာနာရှင်ဖြစ်တဲ့မြန်မာစစ်တပ်ကိုကြမ်းကြမ်းခံခုခံနေဆဲဖြစ်တဲ့အပြင်နိုင်ငံရဲ့နေမျိုးတော်တော်များများကိုအတိုက်ခံအင်အားစုတွေကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့အကြောင်းတွေကိုပါထည့်သွင်းပြောဆိုတော့ပါသေးတယ်။ဒါအပြင်မြန်မာစစ်တပ်ဟာ သူတို့အနေနဲ့တိုင်းပြည်ကိုမထိန်ချုပ်နိုင်ပဲကြာရှုံးနေတဲ့အကြောင်းကိုပြောရမှာလေအဲ့ဒီပြောဆိုချက်ကိုပယ်ချပြီးအခု2025ခုနှစ်ဒီဇင်ဘာလမှာသူတို့ရဲ့အာဏာရှင်အုပ်ချုပ်မှုကိုဒီမိုကရေစီလုပ်ငန်းစဉ်အသွင်လိမ့်လဲဖုံးကွယ်အသွင်ပြောင်းမှုအတွက်သူတို့ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားတဲ့ရလတ်တွေနဲ့အယောင်ပြရွေးကောက်ပွဲကိုကျင်းပဖို့ကိုပါစီစဉ်နေတဲ့အကြောင်းဒီချိန်ထဲမှာပဲမြန်မာဆက်အာဏာရှင်ဟာတရုတ်နဲ့ရုရှားနိုင်ငံတွေကိုထိတွေ့ဆက်ဆံပြီးအဲဒီကနေလက်နက်နဲ့ထောက်လန်းရေးပစ္စည်းအကူအညီတွေယူပြီးတော့ နိုင်ငံအတွက်စိတ်ရာဇဝတ်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတဲ့အကြောင်းတွေကိုပါအမေရိကန်လွှတ်တော်အတွက်လွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုသွားကြပါတယ်အဓိကကတော့လက်ရှိမြန်မာစစ်တပ်ဟာမြန်မာနိုင်ငံအတွင်းလက်ပတ်နေတဲ့ကြက်ပြက်ငွေလင်ကွန်ရက်တွေနဲ့အကျိုးတူဆက်ဆက်ပူးပေါင်းပြီးအဲ့ဒီကြက်ပြက်ငွေလင်ကွန်ရက်တွေကနေတဆင့်အမေရိကန်နိုင်ငံစီကနေဒေါ်လာဘီလီယံနဲ့ချီပြီးခိုးယူနေပြီးတော့မြန်မာစစ်အာဏာရှင်အဖွဲ့ရဲ့အိတ်ကတ်တွေကိုဆက်လက်ဖြည့်တင်းပေးနေတဲ့အတွက်အဲ့ဒီလို့ အမေရိကန်နိုင်ငံစီကနေဘီလီယံနဲ့ချီတဲ့ငွေကြေးတွေလိမ်လည်နေတဲ့မြန်မာနိုင်ငံကကြားဖြတ်ငွေလိမ်ကွန်ရက်တွေရဲ့အန္တရာယ်ကနေကာကွယ်နိုင်မှုအမေရိကန်နိုင်ငံဘက်ကနေချက်ချင်းအရေးယူဆောင်ရွက်ဖို့ကိုလည်းအမေရိကန်လွှတ်တော်မှာလွှတ်တော်အမတ်တွေနဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုသွားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ချင်းမင်းနယ်ကဒီတိမ်မြို့အနီးပြပွားခဲ့တဲ့တိုက်ပွဲမှာအကြံပတ်စစ်တပ်ကစေတပ်ဘုတ်တူအပါဝင်စစ်သား9ဦးကတော့ဘွယ်ချင်းမိတွေကိုတိတ်ကုန်ကြပြန်တဲ့အပြင် ခလာရ90တက်ရင်ကပျောက်ရွှေ့သွားတဲ့ဗိုလ်မှူးလှမျိုးတို့အပါဝင်၄ဦးလဲမသိမရှင်းဒဏ်ရာတွေနဲ့တီးတိမ်စိတ်ယုံရောက်နေတယ်လို့ရော့လင်းနိုင်ရဲ့ကိုမင်းတက်တက်ကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကပဲဒီတိမ်မျိုးကနေထွက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုချင်းဒေါ်လာရေးပူပေါင်းတက်တွေကဝိုင်းဝန်းတက်ခတ်ရမှာစစ်တပ်ကဗျူဟာမှုလှမျိုးတို့အပါဝင်တက်စိတ်တစ်ခုလုံးချေမုန်းခံရတယ်ဆိုပါတယ်အဲ့ဒီမှာ စစ်တပ်ကစစ်တပ်ဘုတ်တူအပါဝင်ခုနှစ်ဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးဗျူဟာမှုလှမျိုးတူအပါဝင်၄ဦးကတော့မသိမရှင်းတရားတွေနဲ့တိတိတ်မျိုးစစ်ရုံမှာတင်ထားရတယ်လို့ရောလင်းတိုင်းရဲ့ကိုမင်းတသက်ကပြောထားပါလေလက်တော်မှာတော့ဝမ်ပိုက်ကြည်တိမန်တရားညာဘက်ပေါင်ကြည်တိမန်တရားတွေနဲ့တိတိတ်မျိုးစစ်ရုံမှာရောက်နေတဲ့စစ်တပ်ကဗျူဟာမှုဘုံမှုလှမျိုးတူဆိုသူဟာအနောက်မြောက်တိုင်းစစ်တပ်နာချုပ်နမခတိုင်းမှုအမိန့်နဲ့ ဂံကောမြို့အခြေဆိုင်ခလာရ50တယင်းကနေချင်းမီနယ်တီတိမ်မြို့အခြေဆိုင်ခလာရ269တယင်းကိုအော်တိုဘလာအတွင်ပြောင်းရွှေ့ခံရသူဖြစ်တယ်လို့သိရတယ်လို့အခုတော့ချင်းဒေါ်လာရေးတက်တွေရဲ့လက်ချက်နဲ့ပဲမသိမရှင်းဖြစ်ပြီးဒီတိမ်မြို့ဆေးုံမှာဆေးကုတာနေရတယ်လို့ယော်လင်တန်ရဲ့ကိုမင်းတတကပြောထားပါတယ်။ဒါအပြင်နိုဝင်ဘာလ16ရက်နေ့ကလည်းချင်းဒေါ်လာရေးတက်တွေကစီရေးဗျူဟာအရယာယီစုတ်ခွာပေးထားတဲ့ဒီတိမ်မြို့နဲ့ကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့ဒေါ်လာရေးတက်တွေလာတဲ့အချိန်မှာ ဲ့ဒီစစ်တပ်စခန်းမှာရှိတဲ့စစ်သားတွေဟာစခန်းကိုထားခဲ့ပြီးအကုန်လုံးထွက်ပြေးသွားတဲ့အတွက်ချင်းတော်လိုင်းကြီးတပ်တွေကပြစ်ခတ်မှုတော့မလုပ်လိုက်ရပဲကနေဒီတောင်ထိပ်စစ်တပ်စခန်းကိုတင်ပိုက်နိုင်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာလေဒင်းတိုင်းတိုင်းကပလောမြို့နယ်မှာအချက်ပစစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမှုမှုအတွေ့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများသွားတဲ့အပြင်စစ်သားမပါအလောင်းတွေစီကနေလက်နက်6လက်ကိုပါတင်စီရရှိထားတယ်လို့ GNU ဘိတ်တဝဲခိုင်ကသတင်းထုတ်ပြန်ထားပါတယ် ဒါကတော့နိုဝင်ဘာလ16ရက်နေ့ကပဲဘလောမြို့နယ်ဘလောချေးမှာအုပ်စုအတွေ့ဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြဖြတ်တိုက်ခိုက်ချင်မှုကြတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေများသွားပြန်တဲ့အပြင်သူတို့ထားခဲ့တဲ့စစ်သားမသားအလောင်းတွေစီကနေ MA1 တနက်၄လက် MA3 တနက်၂လက်စုစုပေါင်းတနက်၆လက်နဲ့အတူခရင်အချုပ်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့ Gangnu Bitway ခရင်ကသတင်းထုတ်ပြန်ထားပါတယ် လက်ရှိတင်းသားတိုင်းပတ်မှာဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုတော်လိုင်းတက်တွေရဲ့တံပြန်တိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေတွေပဲအများလို့လို့ကြုံတွေ့နေရပြီးနိုဝင်ဘာလ14ရက်နေ့ကဆိုရင်အဲ့ဒီတင်းသားတိုင်းမှာရှိတဲ့မောတောင်မြို့ကိုပါကနလီဥဆောင်တဲ့တော်လိုင်းတက်တွေကပိမ့်ပိုက်နိုင်ခဲ့ပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ ဘကိုးတိုင်းအင်းကောမြို့အခြေဆိုင်အချက်ဖတ်စစ်တပ်ရဲ့ခမရတရခွန်တရင်ကစစ်မှုန်းတပ်သားတလေးဦးဟာတနက်နှစ်လက်နဲ့အတူတော်လိုင်းရဲ့တပ်တွေစီကိုအလင်းဝင်ရောက်လာပြန်တယ်လို့မကွေးတိုင်းပကဖရွှေလျားစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရင်ခုန်ခစ်တက်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲအင်းကောမြို့အခြေဆိုင်အချက်ဖတ်စစ်တပ်ရဲ့ခမရတရခွန်တရင်ကိုအပုတ်ခံထားရတဲ့စစ်မှုန်းတပ်သားတလေးဦးဟာတနက်နှစ်လက်ကိုမချလာပြီး ရင်းနှီးသားကော်လန်တော်လန်ရေးတပ်တွေရှိရာဘက်ကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သား၄ဦးဟာရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့ကဖြစ်ပြီးသူတို့ဟာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးတော့ရှေ့တန်းကိုအပုတ်ခံရသူတွေဖြစ်တယ်လို့လောလောဆယ်တော့သူတို့၄ဦးစလုံးကိုတော်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံဆောက်ရှောက်ပေးထားပြီးလနဘပါလာတဲ့အတွက်ဂုံပြူစုငွေပါချင်းမြင့်ပေးတော့မှာဖြစ်တယ်လို့မကွေးတိုင်းပကပရွေလျားစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် တစ်ဖက်မှာတော့အချင်းဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်လူငယ်တွေကိုနေရာဒေသအသီးသီးမှာပေါ်တာဆွဲဖမ်းဆီးတာတွေကိုတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အချင်းအခွင့်အရေးရတာနဲ့တော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒိတ်ကိုရှိနေတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ အချက်ဖတ်စစ်တကတပိတ်ချင်းနဲ့ဂံကောမြို့နယ်တွေမှာရှိတဲ့အယတပြည်သူတွေနေထိုင်ရာနေရာတွေကိုလေနဲ့ပုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူ၃ဦးသေဆုံးထပြန်တယ်လို့နောက်ထပ်ပြည်သူ၁၀ဦးဝင်းကျင်ကတရားတွေရထားတယ်လို့ဒေတာတွင်းသတင်းရင်းပစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဂံကောမြို့နယ်မှာဆိုရင်နိုဝင်ဘာလ၁၈ရက်နေ့ညပိုင်းကပဲတောင်ခင်ရန်ချေရွာကိုအချက်ဖတ်စစ်တက Jet Fighter လေနဲ့လာပြီးဘုံတွေကျဲချသွားရမှာဂျေယော်နေအမျိုးသားတအုပ်တည်ဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ9ဦးကဒဏ်ရာတွေရထားတယ်လို့ နေအိမ်တွေလည်းပျက်စီးထားတယ်ဆိုပါလေအလားတူမန္တလေးတိုင်းကတပိတ်ချင်းမြို့နယ်မှာလေနိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲရသပြည်သူတွေနေထိုင်ရာလက်ပံပြန်ခြေရွာကိုအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရသပြည်သူနှစ်ဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူ၃ဦးကဒဏ်ရာရထားသလိုနေအိမ်တချို့လည်းပျက်စီးထားသေးတယ်လို့မန္တလေး PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ကချေးရွာပုံးရွာမှာအကြံပစစ်တပ်ကဝင်ရောက်တဆွဲဓာတ်တွေလုလာတဲ့အပြင်အနီးနားချေးရွာဒွေကူပါစစ်ကြောင်းထိုးဖို့လုပ်နေတဲ့အတွက်ချေးရွာနေပြည်သူအများပြားဘေးလို့ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ကစပြီးစလင်းကြီးမြို့နယ်ကတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာရှိတဲ့အကျန်းဖက်စစ်သားတွေဟာအနီးနားမှာရှိတဲ့ဝမ်မေးချင်းရွာကန်တော်ချင်းရွာနဲ့ပလောင်ချင်းရွာတွေကိုဝင်ရောက်လာပြီး ဘုံကြီးเจ้าတွေမှာပါတက်ဆွဲထားကြတယ်ဆိုပါလေဒါပြင်အဲ့ဒီခြေရွာတွေနဲ့အနီးနားမှာရှိတဲ့နောက်ထပ်ခြေရွာတွေကိုပါကျန်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဖို့ပြင်နေပြန်တဲ့အတွက်နီးတဝိုက်ကခြေရွာနေပြည်သူအများပြားဟာဘေးလိုရာတွေကိုထွက်ပြေးတန်းရှောင်နေရတယ်လို့ဒေသခံတွေကပြောထားကြပါလေအဲ့ဒီလိုအကျပ်ဖက်စစ်တပ်စစ်ကြောင်းတွေဟာခြေရွာတွေတဲကိုဝင်ရောက်ပြီးဆိုတာနဲ့ပြည်သူတွေကိုရန်သူလိုသဘောထားပြီးဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေနေအိမ်တွေကိုမိရှို့တာတွေမိန်းကလေးတွေဆိုနဲ့မရင်းချင်းတပ်ဖြတ်တာတွေပါလုပ်ယုံနေမှာက သူတို့စိတ်တိုင်းမကြတဲ့ပြည်သူတွေစုံတနတ်နဲ့ပြတ်သက်ဒါရီပါလုတဲ့အတွက်အညာမှာရှိတဲ့ကြေးရွာနေပြည်သူတွေဟာအချမ်းဖတ်စစ်တဲ့စစ်ကြောင်းတွေလာပြီးဆိုတဲ့အတန်ကြားတာနဲ့ဘေးလိုရာတွေကိုအတိအသီးထွက်ပြေးတင်းရှောင်နေရတဲ့အခြေအနေဖြစ်တယ်လို့လဲဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ຫນွေဦးတော်လန့်ရေးကလအတွင်းအာနာသိအချမ်းဖတ်စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်ရင်းနဲ့ အသက်နဲ့ခန္ဓာပေးဆက်ဆွလုံးခဲ့ရတဲ့ကြာဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုစောင့်ရှောက်နိုင်ရေးကိုလည်းအင်ကဆွလုံးရတဲ့ရဲဘော်တွေကိုတသက်စာတာဝန်ယူနိုင်ရေးအတွက်ဥပဒေပြဋ္ဌာန်းနိုင်မှုလှုပ်ဆောင်နေတယ်လို့မြို့သားညီညွတ်အစိုးရအယူကြီးကပြောပါတယ်။ဒါကြတော့မြို့သားညီညွတ်အစိုးရအယူကြီးရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့တည်င်းစကားပြောကြားခြင်းအစီအစဉ်မှာအယူကြီးပြည်တော်စုဝန်ကြီးချုပ်ရုံပြောဆိုခွင့်ရှိသူဦးနေပုံလက်ကပြောသွားတာပါ။အဲ့ဒီမှာအဓိကပြောသွားတာကတော့ရေဦးဒေါ်လာကြီးကလာအတွင်း အနာသိအချက်ပတ်စစ်တပ်ကိုစန့်ကျင်တိုက်ခိုက်ရင်းနဲ့အသက်နဲ့ခန္ဓာပေးဆက်ဆွန့်လွတ်ခဲ့ရတဲ့ကြာဆုံးရဲဘော်တွေရဲ့မိသားစုတွေကိုစောင့်ရှောက်နိုင်ရေးအပြင်ကိုလည်းအင်္ဂါဆွန့်လွတ်လိုက်ရတဲ့ရဲဘော်တွေကိုပါတသက်စာတာဝန်ယူနိုင်ရေးကိုအယုံကြည်လက်ထပ်မှာတယ်မကနောက်နာကက်မှာပေါ်ထွန်းလာမဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်မှာပါအစိုးရဘက်ကနေတာဝန်ယူပေးနိုင်ဖို့ဥပဒေပါပြဋ္ဌာန်းနိုင်ရေးဘူဝါဒတွေချမှတ်ဆောင်ရွက်နေတယ်လို့အယုံကြည်ပြည်တော်စုဝန်ကြီးချုပ်ရုံပြောဆိုခွင့်ရှိသူဦးနေပွန်းလက်ကပြောသွားပါတယ်လက်ရှိမှာလည်း တိုက်ပွဲတွေအတွင်းကနေထိခိုက်ဒဏ်ရာရထားတဲ့တော်လိုင်းရဲဘော်တွေကိုကုသနိုင်မှုနဲ့သူတို့ကိုကောင်းကောင်းမွန်မွန်စီမံပေးနိုင်မှုကိုပါ NG ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်စစ်ရေးဌာနရဲ့လက်အောက်မှာစေဝင်တဲ့ဌာနခွဲတစ်ခုထားရှိပြီးဆောင်ရွက်နေတဲ့အပြင်ပြည်တွင်းပြည်ပလွတ်မြောက်နေမည်စတဲ့နေရာတွေကစေယုံစေကန်းတွေမှာပါကုသမှုတွေခံယူနိုင်မှုအတွက်နေဆက်ဒေတာကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့၅ဘွဲ့ကိုပါထပ်မံဖွဲ့စည်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေတယ်လို့ ။ MG ပြည်ထောင်စုဝန်ကြီးချုပ်ရုတ်ပြောရေးဆိုခွင့်ရှိသူဦးနေပုံးလက်ကပြောထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နိုင်ပါ။